ဖိုင်တာဘွားနောက်ဆုံးပွဲကိုအလဲထိုးနိုင်ပွဲနဲ့နှုတ်ဆက်ပြီးဘောနက်ပါဒိမ့်ပိုင်းလိုက်တဲ့ကချင်သားကြီးအော်လာအဆန်အော်လာဟာဒီပွဲအစဉ်မှာသူ့ရဲ့ပုံမှန်ကွင်းထဲကိုဝင်လာရင်ဖွင့်နေကြတဲ့တင်ဖြစ်တဲ့အမဲလိုက်အကသချင်းနဲ့ပွဲထွက်လာခဲ့ပါတယ်ဒါပေမဲ့ဒီကောက်အမဲလိုက်အကသချင်းဟာနောက်ကန်ဘက်ကောင်မျိုးစင်းနဲ့ဖွင့်လာမှုပဲနဲ့နိုင်ငံကျော်သေးတဲ့ရှင်လေးဖြူကိုရိုင်းကအမဲလိုက်တချင်းကိုကိုရိုင်းတီဆိုပြီးအော်လာနဲ့အတူကျိုးဝိုင်းထက်ကိုရှောက်လန်းလာခဲ့တာကမြန်မာပရိသတ်တွေအတွက်ကောအော်လာအန်ဆန်အတွက်ကောအစောလေးဖြူအတွက်ပါတကယ်ကိုအမှတ်တရတစ်ခုဖြစ်နေမှာသိကြပါတယ် နောက်ပွဲချိုးကိုပြန်ပြောရမယ်ဆိုရင်ပထမအချိန်မှာအောင်လာအန်ဆန်ကာလစ်စတန်နှစ်ယောက်စလုံးအချိန်လေးကိုကဲခတ်ပြီးတော့အောက်ခြေခက်ချက်လေးနဲ့ပွဲကိုအစာပြိုးကိုကြိုးစားနေခဲ့ကြပါတယ်ကရနူဟာတရားနဲ့တရားအခြေအနေကိုကဲခတ်ပြီးတော့အောက်ခြေခက်လိုက်လက်တီချက်လေးတွေပေးလိုက်နဲ့ပွဲကတော်တော်လေးပြင်းစရာကောင်းပါတယ်။ပွဲချိန်3မိနစ်ဝန်းကျင်မှာတော့အလာအန်ဆန်ရဲ့ဘယ်ညာဝိုင်းလက်တီကိုမြင်တွေ့ခဲ့ရလို့ကာဒီစတန်ရဲ့အမြင့်ကန်ချက်တွေကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲကဒုတိယအခြေမှာအကောင်းဆုံးအနေထားကိုရောက်ရှိလာခဲ့ပြီးကာဒီစတန်ကပွဲစတဲ့ကဘယ်ညာလက်တီချက်တွေအမြင့်ကန်ချက်တွေနဲ့အောက်လက်ကိုဆက်လိုက်ပြောင်းပေးနိုင်ခဲ့ပါတယ်။ ။ကချင်သားကြီးကလည်းသူ့ရဲ့ striking power ကိုပြသခဲ့ပြီးတော့ဘဲညာလက်တီးချက်တွေတဒောင်ရိုက်ချက်တွေချိုးထူးနေတဲ့ကာလစ်စတန်ကိုအခက်တွေ့စေခဲ့ပါတယ်။ဒီလိုနဲ့ပွဲချင်း10မိနစ်အကျော်မှာတော့အော်လန်အန်ဆန်ရဲ့ဂျောင်းပိတ်ထိုးတဲ့ဘဲညာလက်တီးဝိုက်ချက်တွေကြောင့်ကာလစ်စတန်မျက်ခုံးကွဲခဲ့တယ်လို့ကာဒီအဆန်ရဲ့တံမြက်လက်တီးချက်ကြောင့်အော်လန်လည်းမျက်ခုံးကွဲပါတယ်။ဒီလိုနဲ့ပွဲချင်းနည်းနည်းကြာလာတဲ့အများအော်လန်ရဲ့ချိုးထူးတိုက်ချက်တွေပတ်တောင်ရိုက်ချက်တွေဘဲညာလက်တီးတွဲလုံးတွေဘဲဝိုက်လက်တီးညာဝိုက်လက်တီးတွေအကြောင်းကာလစ်စတန်တယောက်တော်တော်လေးအထိနာခဲ့ပြီးတော့နောက်ပိုင်းမှာဒိုင်ပွဲရဲ့နဲ့အရှုံးပေးလိုက်တာဖြစ်ပါတယ်။အော်လန်အနေနဲ့ဒီပွဲမှာလည်းထိုးနေနိုင်ရရှိခဲ့တာကြောင့် ဘောင်းနဲ့ဒေါ်လာ5000ကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်အော်လာအနေနဲ့လာမယ့်1173ပြိုင်ပွဲမှာလည်း1 Championship Hall of Fame အဖြစ်ထည့်သွင်းကုန်ပြုခြင်းခံသွားရမှာလည်းဖြစ်ပါတယ်။ပွဲပြီးမှာအော်လာကသူ့အမြဲတမ်းအားပေးနေတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောသွားခဲ့သလိုကွင်းနဲ့ထိလာရောက်အားပေးကြတဲ့မြန်မာပရိသတ်တွေကိုလည်းမြန်မာဘာသာစကားနဲ့ကျေးဇူးတင်ကြောင်းပြောသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အော်လာအန်ဆန်ဟာသူ့ရဲ့ Level 8ကိုဂျိုးဝိုင်းထဲမှာထားခဲ့ပြီးတော့1 Championship ကစားမဘွား ဖိုင်တာဘွားကစားမဘွားကနေပြီးအနားယူကြောင်းတင်းဝင်းကျင်ညာသွားခဲ့တာဖြစ်ပါရင်အလားဟာဝမ်ချန်ပီယံရှစ်ကစားမဘွားကနေအနားယူသွားခဲ့ရဆိုပေမဲ့နီးပြားအဖြစ်နဲ့တော့သူ့ကိုဆက်လက်မြင်တွေ့ရအောင်မှာဖြစ်ပါရင်